မင်္ဂလာပါချစ်တော်ပရိသတ်ကြီးရေဒီနေ့လေးမှာတော့ဆ ्याम မမိုးအိန္ဒိယရေဝတ္ထုတိုများစုစည်းမှုနှစ်ထဲကအမေစာဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပါမယ်ရှင်အမေစာအေးသနာကြော်တယောက်အခန်းထဲကို ခုံပေါက်ပြီးဝင်လာကလေးကလေးခင်းတီးလိုက်သည်သူ့အိမ်မှာ စာလာသည်ပဲဖြေရမည် မိုးလုံးလေးလုံးတမျှကြွားဝါသည့်စကားတွေကို ကြားရအောင်မည်မို့မတိဟန်ပြူကဆောင်းကိုခေါင်းမီခြုံပြီးအိတ်နေလိုက်ချင်တော်လေမကောင်းတက်လွန်၍ဇပွဲမှာဟန်မပြက်ထိုင်နေလိုက်ရ၏တိုးတိုင်အောင်နောက်ကိုလှဲ့မကြည့်ပဲစာထဲမှာအလွန်စိတ်ဝင်စားနေရန်ဖြင့်ခေါင်းကိုစိုက်ထားလိုက်သည်ပြီးတော့မှတင်ချာစာအုပ်ဖြစ်နေသည်ကိုတတိယကခဲတံဖြင့်ဟိုချစ်သည်ချင်းလောက်ရပြန်၏တိုးတိုင်အောင် ဧသနာကျော်အတန်းကနားရဲသူတို့ဝင်လာသည်နှစ်ယောက်ထင်းရှိသည်ဆိုတော့သူစကားကိုစိတ်မဝင်စားတော့လေအတိမတ်ပြုဟန်ကြာရာဤသိပျော်သွားပြီမလေးရေသိပျော်သွားပြီအင်ရဆာလာတယ်ပေါ့လေဒါပေါ့ဧသနာကျော်သည်ဂရင်မော့ပြစ်လဲကစာအိတ်ကိုဖောက်မဖက်မီရုပ်ရှင်တွေကလိုရင်ခွင်မအက်ကဝမ်တာဟန် လုံနေလိုက်သေးသည် လေးခင်သည် အမေစီကစာမလာရာကြာပြီကိုတတိယကမမကြီးတို့မအားလိုပဲနေမှာဟု တွေးလိုက်မိ၏အေးသနာကျော်သည် စာအိတ်ဤတစ်ဖက်ထေမှာစာဖောက်ထားမဲမသိနိုင်လားအောင်ဗိဒါဖြစ်လီပြီးဖွင့်ဖက်သည်ပြီးတော့သူ့ပြုမြဲထုံးစံတိုင်းစာကိုမီးရောင်ကြောင်ကောင်းကောင်းမမြင်ရသည့်ပုံဖြင့်လေးခင်ဘက်သို့လှည့်ကားဖြန့်ဖက်သည် အင်္ဂလိပ်စလုံးများနှင့်မြမစလုံးများရောနေသော စာကို လေးခင်မမြင်ချင်းပဲမြင်ရပြန်သည်ဧဒနာကြောပေးဖက်၍သူတို့အိမ်မှရေးသောစာရီကို လေးခင်မကြမကြဖတ်ရသည် မဖတ်ချင်၍လည်းမရမမီကဒီလိုရေးလိုက်တာမလီရဲ့ဟု အစာချီကဧဒနာကြောကသူ့အမေစာကိုအစာအဆုံးဖတ်ပြသည် သူ့အမေသည်ငယ်စဉ်ကပင် သာသနာပြုကျောင်းမှနေခဲ့သူဖြစ်၍အင်္ဂလိပ်စာတော်ကြောင့် ိမ်မှာသူတို့ကိုစကားပြောလေအင်္ဂလိပ်လူပြီးပြောချောင်းကိုလေလေးခင်နားထောင်ရဖန်များ၍ယူနေပြီယခုလေဣသနာကျော်သည် စာကို လေးခင်မမြင်မြင်အောင်ရှေတူကဖတ်သည် လေးခင်သည်ဣသနာကျော်၏အတန်ထွက်စာဖတ်တန်းကို မကြားတစ်ချက်ကြားတစ်ချက်ရင်နေတော်လေကြားဟန်ပြူကနားထောင်နေရသည် မမီကတော့လေသိကူစိတ်ပူတက်ကြပဲအရင်တစ်ပတ်က သနာစပြင်းတာတရက်လေးနောက်ကြတာနဲ့စိတ်ပူလို့တယ်လေဧတနာကျော်သည် စာရွက်ခောက်လေးကို စာအိတ်ထဲသို့တရုတ်တည်ပြန်ထည့်ရင်းပြောနေပြန်လေးသည် လေးခင်သည်ဇပွဲပေါ်ရှိစာအုပ်ကိုပြန်၍မျက်နှာမူလိုက်ရတော့လေစိတ်แท้ကတော့ရွာမှာရှိသောအမေကိုမြင်ရောက်နေလေသည် အမလီတနခါတုံးတွေပြန်ထုတ်ထားခဲ့တယ်။ဒီလိုတနခါတုံးစစ်စစ်ကောင်းကောင်းရန်ကုန်မှာဘေးရမလဲလေးခင်ရေ။ကြာအောင်တော့ဈေးကြီးမှာပေါ့။မိတ်ကက်တွေဘာတွေလဲ။မလိမ့်မလေးနဲ့ဤတို့အသားနဲ့မလိုက်ပါဘူး။ငါကလေတနစ်စာလောက်အောင်ထည့်ပေးထားတာအေးရေ။လေးလုံးလို့ပါအမေရေ။အိုအေးဒီဟာဆန်ရွှေတို့ကနေတင်ပေးလိုက်မဲ့ဟာကို ကိုရွက်သွားရမှာလိုက်လို့အမေတရက်သီးတွေကလည်းရှိသေးတယ် စားရတာပေါ့လေခင်ရယ်ကိုရောက်ရင်တငယ်ချင်းတွေလည်းလက်ဆောင်ပေးရရောက်ရောက်ချင်းအဆောင်မှာထမင်းမစရခင်မပြီးကြော်လေးနဲ့ကောမမီးရပါလားလေခင်ကတက်ပြင်းကိုခိုးရှာ၍ရှိုင်လိုက်မိ၏တက္ကသိုလ်အဆောင်သူပြန်သွားမိသမီးအတွေ့အမေထဲ့ပေးသည့်ပစ္စည်းတွေကစုံလင်လာသည်နှင့်အမျှဝန်းစီဆလဲကလေးညာလာသည်ကားကြုံနှင့်တင်ပေးလိုက်မည်ဆိုတော့လေ လမ်းဆောင်မှာသစင်းဆောင်ထိတည်သွားရမည့်ကိစ္စမှာလွယ်ကူသည်မဟုတ်ချေပြီးတော့ထင်းရှူတတားတွေချင်းတွေထဲတိုးတိုးတိတ်တိတ်ထဲ့သွားရသည့်ပစ္စည်းတွေဆိုတိတ်အေးမကြီးကြံစည်းလိုထဲ့မရတို့မရလူမြင်ခံပြီးတည်ရမည့်အရာတွေကိုတော့လေးခင်ကလုံးဝထားပြခဲ့ရင်ဆုံးဖြတ်ရသည်လေးခင်တို့အင်ချီ40ရွာမှာအသီးနှံပေါ်၍တရက်သည်စိန်စားဦးကျန်ပြောင်းမှုစာတီတို့မှာ ရာသီအလိုက်ပေါ်မြဲဖြစ်အမေကလည်းသူ့ခြံထွက်ရာထွက်တွေကိုတမီအလှတက္ကသူចောင်းသူကြီးစားစီခြင်းလို့၍တခုတ်တရာလူကြုံပါတတ်ပါ၏အမေကိုမတိတဲ့ရန်ကုန်ဟုအပြစ်မဆိုထိုက်တော်လေတေလာရသည့်လူကြုံတွေကိုလေးခင်ညာစွာအာနာရ၏ယခုလေအမေကလေးခင်ကိုရတတ်သမျှအသီးနှံတွေစုံအောင်ထဲ့ပေးနေပြန်သည် အမေကိုမယူခြင်းမူဟုပြောရန်စိတ်ကူးတော်လေလေးခင်တင်မသွားခြင်းမန်းအမေကရွေးမိဟန်ဖြီးမျက်နှာမကောင်းတာမြင်ရတော့အာလုံးတိမ်ကျုံတဲသွားရင်ဆုံးဖြတ်ရပြန်သည် လေးခင်စာမမန်ရေးနော်ကျမ်းမာရေးလေဂယူဆိုင်သိလားအပြင်ကြီးပဲထွက်လည်မနေပါနဲ့ဤငွေကိုကိုစံပါတို့ရန်ကုန်သွားတိုင်းထည့်ပေးလိုက်မေးစေးလေမမန်တော့နော်ဝမ်းချုံမခံနဲ့ ငါပေါ်ထားတဲ့ဆေးကအဝင်မဆိုးပါဘူး၏မနဲ့အိယာထားကုန်တီချမ်းလောက်လေးညိုရတာကိုအညောင်းပြည်တယ်ဤငယ်ငယ်ရွယ်ရွယ်နဲ့မျက်မှန်ကြည့်မတက်ရအောင်ပါ၏ဟုတ်ကဲ့ဟုတ်ကဲ့လေးခင်ဤဟုတ်ကဲ့သည်အမေဤရှေလျားသောမှာရန်ကြီးကိုမြ мян ဖြတ်တောက်ပြချင်းဖြစ်၏ဖခင်လည်းမမှန်ရှိခိုးနော်အင်းပါရစားပလင်းပါပြီလားပါပါတယ်ရော့အကျွေလေးတွေယူသွားဘတ်စကာစီတော့အသင့်ဖြစ်တာပေါ့ အဆန်ကိုတော့လေးခင်ကမြ мян လှန်ယူ၏မတ်စိနေငါးမုံစိလေးတွေမှာအ ਨੇ ဆုံး20ဘူကံတော့ရှိမိ အမေသည်ငယ်စဉ်ကပင်ပဆန်စုတာဝါသနာပါ၏လေးခင်လည်းအစကပဆန်စုတတ်တော်လေအဆောင်မှာ ကော့ရုပ်လေးတဲ့ပဆန်ကျွေတွေထဲ့သည်ကို အခန်းပေါ်အေးသနာကျော်ကအံ့ဩဖန်ဖြစ်ကြည့်သည်ကို မလုံးမလဲဖြစ်က ပဆန်မစုဖြစ်တော်ပင်နောက်တော့စု၍လည်းမရ အိမ်မှပို့သောပစံကိုအလှဲမီအောင်မနေသုံးနေရသည် အမေကဝင်းကိုစတိုင်းမှမပို့ဘဲလူကြုံနေပို့သည်ဖြင့်လူကြုံမလာလေလေးခင်မှဝေပြတ်တက်သည် အမေစီစာရေးတိုင်းလဲပြန်စာကမရတက်ပြီအကြောင်းတော့အမေသည် စာကိုကောင်းစွာမြည်တက်၍သူများကိုရေးခန်းရသောကြောင့်ရလေ၏ပထမနှင့်ကြောင်ရောက်စာကအမေစီကစာတွေရောက်လာသေးသည် စာအိတ်ပေါ်မှာခဲတံဖြင့်ခပ်ဖြစ်ဖြစ်ရေးထားသော အမေလက်ရည်ကဆွေဆောင်နေသည့်အပြင်စလုံးပေါင်းလင်းမာသေးသည်တက္ကသိုလ်ရောက်မှပြောင်းသော လေးခင်ဤလေးလေးခင်ဟူသည့်နာမည်ကို လေးလေးခင်ဟုရေးလိုက်သည်ဖြင့်စာဝေသည့်မမကရေးထားသည့်အတိုင်းထလိုက်ရာကြားသူတွေကရေးကြ၏လေးခင်ကရှက်လာသည်ဖြင့်မိုးချင်းချင်းဖြစ်က အနားမှာဤသနာကြောင့်ရှိသည်ကိုပင်ဝန်တာရပြန်သည် နောက်တော့အမေစာရေးလင်းရွာမှာတာဖွားဆ iam မလုံနေသောမမကြီးကိုရေးခိုင်းဖို့မာရသည် ထိုအချိန်မှစ၍အမေစီမစာတွင်အလာကျဲသွားသည် အကြောင်းထူးရှိမှ စာရေးတော်ဤအမေလည်းရေးအစားမမကြီးဤလည်းရေးဝိုင်းဝိုင်းဆက်ဆက်လေးတွေကို အမေစာအဖြစ်လူတကာရှေ့မှာဖြန့်ဖက်ရတိုင်း လေးခင်စိတ်ကမလုံးသို့သောလေးခင်ဤဘဝမှန်ကိုရင်မဆိုင်ရသောတလွဲစိတ်ကလေးခင်ကိုလွှမ်းမိုးထားသည်အဆောင်ကတငယ်ချင်းတွေကတော့အမေထက်ပေးလိုက်သော စားစရာတွေကိုဝမ်းမြောက်ဝမ်းသာညှော်ကြစမြင်မလီတို့ရွာကိုလိုက်တောင်လိုက်ချင်ပြီကွာဟုပြောတတ်သည်လေးခင်ကတော့ဧတနာကျော်တို့ဤပြင်ဦးလွင်အင်ကြီးတွင်မှပင်စင်စားအရာရှိကြီးဤမိသားစုတွေ တပြောတပါဝိုင်းဖွဲ့ဖို့ကို အတွေးဖြစ်မြင်အောင်က သူတို့များတော့ကုသိုလ်ကောင်းလိုက်တာဟုတွေးနေမိ၏လေးခင်တို့မှာငယ်စဉ်ကပင်ရာထဲတွင်မြေပဲနှုတ်ကစိန်စောက်နှုတ်ကဖြင့်ဘဝစည်းစိမ်ကိုမြေကြီးထဲမှာရာယူခဲ့သည်ဖြင့်မြေနှင့်ဤဆက်လာပေသည်မုဆူမဖြစ်သူ အမေမှာရွှေတွင်ငွေတွင်စုဆောင်ထားနိုင်ခဲ့တော်လေလူနေမှုအဆင့်တန်းကတော့ကြောသူတောင်သားတို့၏တဘာဝကမတက်နိုင် ကိုအကြီးတယောက်ကစစ်ထဲလိုက်သွားပြီ အမတယောက်ကအိမ်အောင်ကြကတိုက်ကြီးမြို့မှာရောက်နေတော့လေအမေက သူ့ရာကိုမစွန့်နိုင်တမိထွေးလေးခင်ဖွဲရ၍အလုတ်ဝင်လင်းတော်မှာရွမ်းမပင်ကျောင်းဆရာမပြန်လို့စီချင်းသေးတယ်လေးခင်ကတော့နောင်ခါလာ နောင်ခါစီပဲနောက်မှ အမေကိုတဖြည်းဖြည်းနားချပြီးရန်ကုန်ကိုမပြောင်းနိုင်တော့မှဘကိုးလောက်ညောင်လေးပင်လောက်တော့ပြောင်းနေရတော့ကောင်းပြီဟု စိတ်ကူးလေသည် လေးခင်သည်အမေအကြောင်းကို တွေးနေစေဧတနာကျော်သည်သူ့အိမ်မှလာသော စာခောက်လေးကိုစပွဲပေါ်ဖြစ်တင်ကအင်္ဂလိပ်တေးသွားတခုကိုညီညူ၏ရေချိုးကန်းသို့ထွက်သွားလေသည်အမေစီမှစာမလာသည်မှတလခံကြသွားသည်ဒီကြားထဲမှလေးခင်စာရဆောင်ထဲလိုက်သေးသည်မမကြည်စီကိုလည်းတစောင်းတက်တက်ရေရ၏အမေကိုမေးပြီးပြန်စာရေးပေးဖို့ကြောင်း တောင်းပန်ရသည် သို့တော့မမကြည်စီကလည်းပြန်စာမရပဲအမေငွေပို့လိုက်တော့လူကြုံကလည်းလေးခင်နဲ့လွဲသွားပြန်သည်ငွေနဲ့ပြောင်းမှုတစည်းကိုသာ လေးခင်ရရှိသည် စာကတော့ပါမလာပဲစာမီးပွဲက နီးနေသည်ဖြင့်လေးခင်ရွာပြန်၍လည်းမဖြစ်ပေစာကြက်နေရတော့လေလေးခင်စိတ်ကရွာကိုပြန်ရောက်နေ၏လေးခင်တို့ငငယ်ကရွာရှိမူလာတဲ့အကြောင်းတွင် စာတင်ပြီးလေးတန်းအောင်သောအခါ ဒိုက်ဦးမျိုးထက်တန်းချောင်းကိုသွားတက်ရသည်နက်နက်စောစောဈေးတွေတွင်အတူလမ်းလျှောက်ပြီးကြောင်းတက်ရသောဘဝကိုလေးခင်မမေခုနှစ်တန်းအောင်မှာအမေကလေးခင်ကိုစက်ဘင်းတစ်စီးဝယ်ပေးသည် ထိုနှစ်က အဖေဆုံး၍အမလည်းနောက်တစ်နှစ်မှအိမ်အောင်ကြသည်ဦးကြီးပါကြီးများကလေးခင်ကိုကြောင်းထွက်စေခြင်းတော်လေအမေကမထွက်ခိုင်းမီဆယ်တန်းအောင်တော့လေရွာမှာအခြားမိန်းကလေးတွေလို့ သူနာပြုတင်နန်းတွေဆရာဖြစ်တင်နန်းတွေတက်ရန်မတိုက်တွန်းပေလေးခင်ဆန္ဒအတိုင်းနေစေခဲ့သည် အမိတ်ဆန္ဒကတခုတည်းသာရှိသည် လေးခင်ကိုယ်တော်သမီးထွေးမိုးအတူနေစေခြင်းသည်လေးခင်သွားခြင်းသည် တက္ကသိုလ်ကို သွားပြီးလင်ရွာကိုပြန်လာစေခြင်းသည် လေးခင်သည် အမိတ်ကြောင့်စင်စားရင်းအမိတ်မျက်နာကိုမြင်ရောင်းလာ၏မြေကြီးထဲမှာကြက်လိုရဲ၍အစာရှာကြွေးရသောအမိတ် မွေးကလေးကအလုံးနဲ့လက်နဲ့မပြတ်တော့အမေလီလောင်နေတော့အသားရည်မွေးချောက်ချောက်ဖြစ်ကြာရနေရမှာ နေခဲ့တော့အမေအမေသည်ငယ်စဉ်ကဖုန်ကြီးเจ้าမသာနေခဲ့ရဤခေပညာကိုမကြက်ပြီဖုန်ကြီးเจ้าစာကိုပင်ရွေးတက်ဖတ်တက်ယုံသာရှိ၍အမေသည်စာကိုကတ်သွက်ဖတ်တက်သူမဟုတ်ပေအမေတို့မိဘများကတေစာရှင်စာတက်ရင်တော်ရောပေါ်ဟုသဘောထားခဲ့သူများချီဤ ်အမေလက်ထံမှာတော့သားသမီးတွေကိုခေတ်ပညာသင်ပေးရန်ထပ်တန်းခဲ့ပြီးအမေသည်သူ့ဘဝကိုမြေကြီးထဲမှာမြုံနှံရင်းသားသမီးတွေကိုမြှင့်ပေးလိုသောဆန္ဒရှိသည်လေးခင်သည်အေးသနာကြော်ဤမာမီကလေးဟူသောအတန်လေးမှာตาရမနေနိုင်တော့ပဲအမေကိုတန်းကြာမိပြန်ဤထို့ကြောင့်အမေစီစာရဆောင်ကောက်ရေးပြန်သည် အမေအမေစီကစာမလာလို့သမီးမျှော်နေပါတယ်အမေနေလို့ကောင်းရဲ့လား ။သမီးလည်းစာမေးပွဲနီးနေလို့စာရီကျက်နေရတယ်။သမီးနေကောင်းပါတယ်။လူချုံနဲ့ပို့လိုက်တဲ့ငွေနဲ့ပြောင်းမှုတွေရတယ်။မမကြီးတို့အားရင် စာရေးခိုင်းပါဦး။လေးခင်သည်အခန်းထဲသို့ဝင်လာတော့ဧသနာကျော်၏အတန်းကိုကြားရသဖြင့်ရေးလက်ဆစာကိုကပန်းကရန်ဖုံးထားလိုက်သည်။ဧတနာကျော်က စာကိုယူဖက်လင်းလေးချင်းအမေကို စာမရေးတက်မှန်းတိသွားကမခတ်ပါလေလား ပထမအစမ်းစာမေးပွဲပြီးသွားသည့်တိုင် အမေစီကစာမရောက်လာပြီလေးခင်စိတ်ပူလာသည် ရွာမလူကြုံကိုညော်ရသည်ပြီးတော့မမကြီးစီ စာတစ်စောင်တက်တက်ရေးသည် နောက်တော့လေးခင်မနေနိုင်သဖြင့်မြို့ထဲမှာဓာတ်ဦးညောင်လေးပင်ကားကိတ်သို့သွားကကာသမဦးဆန်ရွှေကို ရှာသည် ။ဦးလေးရွာဝင်ဖြစ်သေးလား။အမေကိုမတွေ့ဘူးလားယင်။စားလဲမလားလို့။ဟေးနေ့မေးရင်တလောကတော့နေမကောင်းမှုကြားတယ်။ခုတော့ကိုင်းနဲ့ပြန်ဆင်းနေပါပြီ။ဟုတ်လား။ကျမလည်းစိတ်ပူနေတာဦးလေးရဲ့။စားလဲမရလို့။နေ့အမေကစာရေးတက်လို့လား။လေးခင်ငိုင်းသွားသည်။อืมရေးတက်ပါတယ်ဟိုလီမမကြီးမမကြီးသူ့စာနဲ့အတူတူထည့်ပေးနေကြပဲလေးခင်ကမတင်မကြဖြေးသည် 哦，哎嘿，可是阿妈没回去，阿妈没洗澡哩，掉大皮。哦，大皮，你下午没事洗洗皮来吧？啥嘞？洗洗便宜吧？路掉完了，屋里有皮钱来皮来，阿妈没好嘞，啥来个拆皮来吧？路掉吧？第一那样呢？怎么就靠他拉个没？哎哎，你看上我变个的，哦，酷了，没的。သမီးတက်ကတူចောင်းသူစီကိုစာမရေးဝမ်းရှာတော့ပြီချင်း လေးခင်သည် ပထမဆုံးချင်းဘဝမှန်ကိုရှင်းဆိုင်ရင်အတိတရားရာကမျက်ရည်လဲမိလေသည်လေးခင်တို့မှာဘာကိုများရှက်ရွံ့ပုန်းကွယ်စရာရှိသလဲဘဝကိုနေရယူရာချင်း မတူကြတော့လေကိုယ်ဘဝနှစ်ကိုရည်ရွယ်ချက်တွေအာမန်တွေတတ်တိတွေရှိကြသည်ပဲပြီးတော့မိဘဤမြတ်တာတရားသည် ခင်မီလှပသော စာသားလေးတွေနဲ့သာဖော်ထုတ်လို့ရသည်ကြီးမှမဟုတ်ပါပဲ။ဧတနာကျော်ကမမီစီကစာလာတယ်ဟု ပြောတော်လေ။လေးခင်သည် အားကြရမည်ဟုမထင်တော့ပေ။အမေစာကူသာစိတ်စောစွာညော်နေမိလေ၏။အမေစီမာလူကြုံဖြီးငွေ200တရသည်တနတ်တပလင်းနေစာရဆောင်ချက်ချင်းရောက်လာလေသည် ။သမီးဒေခင်အမေနေကောင်းသွားပါပြီ။မကြည်လို့ရွာက ပြောင်းသွားလို့အမေစာမရေး။အမေစာကောင်းကောင်းမရေးတက်လို့သမီးရှက်မှစိုးတော့ကြောင်းစာမရေးခြင်းဖြစ်သည်။လေခင်သည် အမေစာကိုကန်ရင်လက်တွေတဆတ်ဆတ်တုံလာ၏။ရင်းတွေတက်လက်လက်ခုန်လာ၏။အိုးအမေရဲ့ဟူစိတ်တွင်မှတန်ကြာမိ၏ရှက်ချင်းနေဝမ်းနေချင်းရောထွေကမျက်ရည်တွေကြာလာ၏ ြီးတခါလေးခင်ရှက်သီးကစလုံးပေါင်းမမန်လေရင်မလှတော့အမေစားကြောင်းမဟုတ် အမေကို စိတ်ဆင်းရဲအောင်ပြုမိတော့သူမ၏အကျိပဲမရှိသည် စိတ်ကြကိုသာဖြစ်၏ရှခုတော်ဧတနာကျော်ဤခြေတံကိုလေလေးခင်ဘယူမဆိုင်မီတော့အမေဤညိုဝါညံ့နွမ်းသော စာရွက်လေးပေါ်မှာရင်းရံရွယ်ဆောင်နေသည်မှိန်လိုက်လင်းလိုက် စာလုံးလေးတွေပေါ်သူမျက်ရည်ဆက်တွေကိုသာခြွေချနေမိလေတော့သည်လှိုင်းပွဲမေလ1980